ဘဝမှာမြတ်စွာဘုရားရဲ့အစုံမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းထိတွေ့ပေးရတယ်။နော်တရားနာမှုကိုအချိန်ယူပြီးတော့လှုပ်တဲ့နယ်လို့ဘုံဘဝထင်တယ်။နော်သူကြပါသူမနေ့တစ်ချိန်ညတစ်ချိန်တရားမှတ်တယ်ဆိုတာမျိုးလို့ပေါ့။ဟုတ်လားတရက်ကိုတရားတစ်ပုဒ်တရားတစ်ပုဒ်နာမယ်သုံးပုဒ်နှစ်ပုဒ်နာမယ်။သုံးပုဒ်ဘယ်စာအုပ်ကိုငါတလကိုအပြီးဖတ်မယ်။အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဘုံဘုံတို့တွေဟာမြတ်စွာဘုရားအစုံမတွေနဲ့စိတ်ကိုမလှုပ်ပေးရမလို့ မကင်းကွာစေရဘူးနော်မိဝေချိတ်မှာဆိုတဲ့စကားရှိတယ်။နော်ဒေသနာတော်တွေနဲ့အတွေ့များနေတဲ့စိတ်နဲ့အတွေ့မများကင်းကွာနေတဲ့စိတ်နဲ့ဘယ်နည်းနဲ့မှမတူဘူး။ဒါဘုဘုံကကိုရွေကိုပြောပြတာ။နော်စာလေးပေးလေးဖတ်ပြီးတော့တရားလေးဒါတရားကျင့်တာမဟုတ်ဘူးနော်။မြတ်စွာဘုရားဆုံးမတာကိုလေးလာနေတာနာယူနေတာဘုရားပုံမှန်ယုံကြည်မှုကတော့ပြည့်ဝရှိတာပေါ့။ဟုတ်လား။ဒါအလွန်ကောင်းမွန်တဲ့ဆုံးမတွေ။ တခါတလေကြာလို့လည်းပဲသူကတရားနာရင် စပေဖတ်ရှုရင်းနဲ့အစိုးမကိုလိုက်နာပြီးသားဖြစ်နေတယ်ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့စိတ်ကကောင်းဖို့အတွက်အရန်သင်းဖြစ်တယ်တခါတလေ तू ကကောင်းကိုကောင်းနေတယ်နော်ဒီတရားနာလို့စဖတ်လို့ရရှိတဲ့အကျိုးကျေးဇူးကဘယ်လိုမှပြောလို့မကုံနိုင်ဘူးဟုတ်လားဘလို့ဆက်ပြီးတော့ကိုနေမယ်ဘလို့တွေးမယ်ဘလို့ပြောမယ်ဘာလုပ်မယ်အည်သူရအကုန်မြင့်တာဟုတ်လားဒါကြောင့်ငငယ်ကဥဖေမြင့်စာဟုတ်တော့ဘုံဖန် ုနောက်တင်ယင်းဤမြုံနှံခြင်းဘယ်မှာယင်းဤမြုံနှံတာလဲအုနောက်မှာမြုံနှံထားတာဟုတ်လားအလွန်ကြိုက်တယ်ဘုံဘွားအဲ့ဒီစကလုံးကိုမျက်စိနဲ့မြင်ရတာမဟုတ်ဘူးဒီယင်းဤဟာဟုတ်လားဒါပေမဲ့စာဖတ်တဲ့လူစာမဖတ်တဲ့လူတူးကိုမတူဘူးတရားနာတဲ့လူမနာတဲ့လူတူးကိုမတူဘူးသူ့ရဲ့အရည်အသွေးဟာတရိပ်ရိပ်နဲ့ဘာဖြစ်နေလဲမြင့်နေတာမြင့်နေတာဟုတ်လားဒါကြောင့်အစလာရာရာ ခမုန်းတို့တွေအကြီးအသေးမြင်မားနေတယ်ဆိုလို့ရှိရင်အဲ့ဒီဟာနံပါတ်1လှမ်းရမယ်ခြေလှမ်းမယ်ဟုတ်လားဒါကြောင့်ဘဝမှာငါဘလို့နေသွားမှာလဲလို့ဘသူများကိုပြောနေဖို့မဟုတ်တော့ကိုယ့်အကိုဆုံးဖြတ်ချက်ချပြီးတော့ရည်ရွယ်ချက်ချပြီးတော့နေဖို့ပြောတာဟုတ်လားဒေသနာတွေကိုငါအများကြီးသိရမယ်အခုတကယ်သိကျင်တယ်ဆိုလို့ရှိရင်လွယ်လာပဲလေပိဋကတ်သုံးပုံမြန်မာလိုရေးထားတာတချို့အဲ့ဒီစာအုပ်တွေရှိရှိတယ်လို့တောင်မှသိကျင်မှသိမှာနော်ကြားလာပြီးရေးထားတာ ဟုတ်လားအများကြီးရှိတယ်ကိုလိလာခြင်းလို့ရှင်လွယ်လွယ်လေးရတယ်ဟုတ်လားကိုခေပိုးပြီးတော့တော့လွယ်သေးတယ်နော်ဘာကြောင့်ဆိုတော့ဘုရားကြီးဟောထားတဲ့เนาะတရားတွေဆိုစီးရီးလိုက်ရှိတယ်အလွန်ကောင်းတယ်ဟုတ်လားလောကသားတို့အတွက်မြတ်ဗုဒ္ဓကြီးကြိုးပမ်းချက်ဆိုအဲဗုဒ္ဓဝင်ကြီးပဲဘုရားရဲ့ဖြစ်တော်စဉ်ကြီးပဲအဲ့ဒါဆရာတော်ဘုရားကြီးရဲ့ဘဝတသက်တာလိလာခဲ့တဲ့မြတ်သူနားလေထားသမျှအိတ်သွန်ဖာမောက်ပြောထားတာတကယ့်ပညာရှင်အဆင့်အဲ့ဒါတွေကိုတရက်တစ်ပုဒ်နာတရက်နှစ်ပုဒ်နာ ၃လေးလနဲ့အုံနောက်ကအည်သွေးရအရန်မြင့်သွားမှာလောက်ရတယ်ဟုတ်လားဒါကြောင့်နံပါတ်၁ပြည်စုံရမယ့်အည်သွေးကိုအဲ့ဒါသူ့တခုတည်းပြောနေရင်လည်းတရားထဏာကြီးကြားသွားလိမ့်မယ်ဟုတ်လားနော်တရားနာဖို့အရေးကြီးတဲ့အကြောင်းကိုပြောတာပါမြတ်စွာဘုရားရဲ့အစိုးမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုနေတိုင်းဘာလို့ပြရအောင်နော်ထိတွေ့ပေးရမယ်ဟုတ်လားအစိုးမရဲ့အရေးအောက်မှာပဲကိုယ့်စိတ်ကလေးကိုထားရမယ်အဲ့ဒါမှမမှားပါနော် မမားယုံမကောက်ဘူးမှန်ပါတော့ပြီးရင်ဘာဖြစ်သွားမှာလဲလမ်းကြောင်းတွေတဲပြီးတော့အည်အသွေးကမြင့်သွားမှာအဲ့ဒီလို